ပိုင်း68မှာတော့နာရူတိုကမျိုးပုတ်ကူတောင်ကနေဆစ်ချမုတ်ဖွင့်ပြီးဖာစစ်တီရီနဲ့အတူရောက်လာပါတယ်။ဒါပေမဲ့သူတို့ရောက်နေရတာကကိုနိုဟာရွာမှာမဟုတ်ပဲဟင်းလင်းမြင်ရဲမှာဖြစ်နေရကြောင့်ဘယ်နေရာကိုရောက်လာကြလဲဆိုတာမသိပဲဖြစ်နေကြပါတယ်။ပြီးရဲ့နောက်မှာတော့ကြောက်တုံးမျက်နှာရွေနဲ့တူအဖွားရှိမှပြပြလာကြောင့်ကိုနိုဟာရွာကိုဖိန်းတွေလာရောက်တိုက်ခိုက်တဲ့အတွက်အခုလိုဖြစ်သွားရတာမှန်သိသွားကြပါတယ်။ဆူနာတဲကလည်းအပြက်စီရွေချာကနေထွက်လာရင်ခါဆူယူကိုတုံးပြီးသူတိမ့်ထားသမျှခြာကရာရဲ့အကုံနဲ့ရွာသူရွာသားတွေကိုကယ်လိုက်တာကြောင့်နှစ်ဖူးကတစိကပျောက်နေရကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်ပဲရွာမှာရှိရတဲ့သူအများစုကအသက်အန္တရာယ်ကနေလွတ်မြောက်ခဲ့ကြပေမဲ့တချို့သူတွေကတော့ငြိမ်သက်နေကြပါတယ်။အကုံလုံးကလည်းရွာရဲ့အပြက် စည်းရကြတဲ့ကနေထွက်လာခဲ့ကြပြီးတော့နာရူတိုရောက်လာပြီဆိုတာကိုလည်းဟျူဝါကလန်သားရှီနိုဘီတွေကြောင့်သိလိုက်ကြပါရယ်ဖိန်းကလည်းတူလိုက်ရှာနေရဲ့ကိုမီးကထွက်လာပြီဖြစ်တဲ့အတွက်ကြံတဲ့ဖိန်းတွေကိုပြန်လည်ထိန်းချုပ်လိုက်ပြီးထူးဆန်းတဲ့ရင်းနေကန်ခေါင်းကြီးရဲကိုတေဆုံသွားတဲ့သူကိုထည့်လိုက်တဲ့အချိန်မှာချက်ချင်းအကောင်းပကတိပြန်ရှင်လာတာကိုတွေ့လိုက်ရပါတယ်ဖိန်းတွေရဲ့နောက်ကွယ်ရဲ့ခေါင်းဆောင်ကလည်းစွမ်းအားအများကြီးတုံးထားရတာကြောင့်ခိုနန်ကစောင့်ကြည့်ပေးဖို့ထွက်သွားခဲ့ပြီးနာရူတိုရဲ့ရှေ့ကိုတော့ရင်းနေကန်ရဲ့စွမ်းအား6မျိုးဖြစ်တဲ့ဖိန်းချောက်အလုံးကရောက်လာခဲ့ပါတယ်ဆူနာတဲ့ကလည်းသူဟာဒီရွာရဲ့ငါးရမဟုတ်ကားကဖြစ်တဲ့အတွက်ဘိုးဘေးစင်ဆက်ရဲ့အိမ်မက်ဖြစ်တဲ့ကိုနိုဟာရွာကိုဖိန်းကဖျက်ဆီးလိုက်တာကြောင့်ထိတ်ထိတ်ရင်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်အဲဒါကြောင့်မဲ နာကျင်မှုအကြောင်းကိုနားလည်လာတဲ့ဆူနာတဲကိုဖိန်ကအပြက်ရှင်းဖို့လုံမှာနာရူတိုကလက်သီးတစ်ချက်ထဲနဲ့ပဲဖိန်တရက်ကိုချက်ချင်းအမှောက်သိမ့်လိုက်ပါတယ်ပြီးရဲ့နောက်ဒီလိုကောင်မျိုးတွေကြောင့်ကိုနိုဟာရဲ့ဟိုကာကဲကစိတ်ရှုပ်မခံမဲ့အေးအေးဆေးဆေးနားဖို့နဲ့ဒီကောင်တွေကိုသူရှင်းလိုက်မယ်လို့သူ့ဆရာနဲ့လေးယောက်မြောက်ဟိုကာကဲလိုမျိုးရဲရဲဝံ့ဝံ့ရှေ့မှာကာကွယ်ပေးနေပါတယ်ထန်တို့ဖိန်ကလည်းရှင်ရာထန်းဆဲကိုတုံးထားတာကြောင့်သူ့ရဲ့စွာအပြန်ရဖို့အချိန်တိုင်းတာတစ်ခုလိုတဲ့အတွက်နာရူတိုနဲ့တိုက်ဖို့ကြံတဲ့ဖိန်တွေကသူ့ကိုဝန်းရံလိုက်ကြပါတယ်နာရူတိုကလည်းဂါမာကီချီကိုဆူနာတဲကိုခေါ်သွားဖို့နဲ့ရွာရဲရဲ့လူတွေကိုလည်းတိုက်ပွဲချားကိုဝင်းမရှုပ်ကြဖို့ပြောလိုက်ပြီးဆူနာတဲပေးခဲ့တဲ့ခါဆူယူကိုတော့ယူထားလိုက်ပါတယ်နာရူတိုကသဘာဝစွာရ င်းကိုကြွန့်ကျင်နေပြီဖြစ်တာကြောင့်ပတ်ဝန်းကျင်ကလူတိုင်းရဲ့ခြာကိုရာကိုအာယုံခံမိနေပေမဲ့ကာကာရှီကိုတော့မရှင်သွားနေရလားလို့မေးလိုက်ပါတယ်ဆူနာတေကလည်းပြောစရာစကားမရှိဘဲတိတ်ဆိတ်နေတဲ့အတွက်ခေါ်သွားလိုက်ပြီးနောက်မှာဖိန်းတွေကစင့်ခေါ်တိုင်းနဲ့စတင်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့ပြေးဝင်လာတဲ့ကြံ့ကြီးကိုပြန်ကင်ပေါက်လိုက်ပြီးနောက်ထပ်ဝင်လာကြတဲ့ခွေးနဲ့ကျွဲကိုတော့ဖားလင်မယားကထိန်းထားတဲ့အချိန်မှာနာရူတိုကသူ့လက်နှစ်ဖက်နဲ့ကိုဝါးရီကိုဆေ့ချ်မော့အီယာမာရာဆင်ကန်နဲ့အဆုံးသတ်ခိုင်းလိုက်ပါတယ်ပြီးရနောက်ဂါမာပေါ်နာဂါမာခန်နဲ့ဂါမာဟီရိုတွေကလည်းနာရူတိုနဲ့အတူတိုက်ပွဲလေးကိုဝင်လာကြပြီးနောက်ကာဆူယူပြောပြကြရနေညင်စုကိုစုပ်ယူနိုင်တဲ့ဖိန်းကိုဟာခုမီတဲ့လက်တီးတိုင်းနဲ့ပဲချဖို့လုပ်ပါတယ်ဒါပေမဲ့လည်းဖိန်းတွေ တွေရဲ့အမြင်ကချိတ်ဆက်နေရကြောင်းလွယ်လွယ်နဲ့ထိုးလို့မရတဲ့အတွက်နာရူတိုကမမြင်ရတဲ့လက်တီတိုင်းနဲ့ထိုးချလိုက်ပြီးခန်ဟီရိုနဲ့ဘွန်ဒါရိုကလည်းအတီးတီးပွဲကျမ်းနေကြပါတယ်ဖားလက်တီတိုင်းကဆေ့ချ်မော့အသွင်မှာပတ်ဝန်းကျင်ရဲ့တဘာဝစွမ်းအားကိုပါကိုယ့်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းလို့အသုံးပြုတိုက်ခိုက်နိုင်ပြီးတိုက်နိုင်တဲ့အကွာအဝေးနဲ့အာယုံခံနိုင်စွမ်းကလည်းမြင်မာတဲ့ပေါင်းဆက်တိုင်းတစ်မျိုးဖြစ်ပါတယ်နာရူတိုကချက်ချင်းအချိန်မစွဲဘဲနဲ့ရှယ်လိုကလုန်းတွေကိုထုတ်လိုက်တဲ့အချိန်မှာဂျီဝါကြီးရလိုမျိုးနာရူတိုကလည်းပညာရှိတိုင်းကိုကျွမ်းကျင်တဲ့သူမှန်ဖိအားသိသွားပါတယ်အဲ့အချိန်မှာဖိန်းကလည်းဂျီဝါကြီးရဲ့တပည့်တယောက်ဆိုတာကိုသိသွားပြီးသူ့ရဲ့လေးပုံစံရာဆင်ရှူရီခန်းကိုထုတ်လိုက်ပါတယ်ဖိန်းကသူ့ရဲ့ဆရာကငိမ့်ငိမ့်ရေးကိုလိုချင် င်ခဲ့တာဖြစ်ပြီးသူနဲ့နီးလန်းချင်းမတူခဲ့တာဖြစ်ကြောင်းပြောတဲ့အတွက်နာရူတိုကလည်းလက်ရှိဖိရဲ့လုပ်ရက်တွေကငြိမ်ငြိမ်းဆိုတဲ့အရာမဟုတ်ဘူးလို့ပြန်ပြောပါတယ်ပြောရင်းနဲ့မျိုးပုတ်ခုတောင်မှသူခိုးပြီးလေ့ကျင့်ခဲ့တဲ့အတိုင်းရာဆင်ရှူရီခန်းကိုပြစ်လိုက်ပြီးဖိန်းတွေအနားကိုရောက်တဲ့အချိန်မှာတော့ကြီးမားတဲ့ချာကရာနဲ့အတူဖိန်းတယောက်ကိုရှင်းပြစ်နိုင်လဲပါတယ်ခါဆူယူပြောပြကြရနာရူတိုတယောက်ထဲကဖိန်းဝင်တိုက်နေရဆိုတာကိုရှီခါမာရုကသိသွားပြီးကူညီပေးဖို့လုပ်ပေမဲ့ခြေထောက်တန်ရာကြောင့်ထားလို့မရပဲနာရူတိုကလည်းတခြားသူတွေကိုဝင်မရှုံးဖို့မှာတာကြောင့်ခါဆူယူကပြောပါတယ်ရှီခါမာရုကတော့စိတ်ပူနေပေမဲ့ပညာရှိတိုင်းကိုသူကြွမ်းကျင်သွားပြီးဆိုရင်တော့သူပြောသလိုဝင်မရှုံးတာကအကောင်းဆုံးကူညီမှုဖြစ်ကြောင်းသူ့အဖေကပြောပါတယ်ဘွန်တာရ roba male